ဘယ်အားလုံးပဲမင်္ဂလာပါ Jane Human Resource Development Center မှာပြန်လည်ကြိုဆိုပေးလိုက်ပါတယ်အဲ့ဒီတော့ဒီမနေ့မှာဗာပြောချင်လဲဆိုတော့ကျွန်တော်တို့2026ခုနှစ်ကနေစပြီးတော့ကဘာကြီးမှာအပြောင်းလဲတွေကြီးကြီးမားမားဖြစ်ပြီဆိုတာလူတိုင်းလည်းသိကြပြီလားဖြစ်မှာအဲ့ဒီထဲမှာကဘာကြီးကိုလွှမ်းမိုးမှာ AI နီးပညာတွေဖြစ်ပါတယ်เนาะ AI နီးပညာတွေဖြစ်ပါတယ် ဲ့တော့ AI နီးပညာတွေကိုအသုံးချပြီးတော့ကဘာကြီးကိုလုပ်ငန်းတွေလုပ်ငန်းတွေအကုန်လုံးကအသုံးပြုတော့မှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ HR ဌာနအတွက်လည်းပဲ2026ခုနှစ်အတွက်ဘာတွေပြင်ဆင်ထားရမှာလဲဆိုတော့နည်းပတ်သက်ပြီးတော့ဗောနော်ဒီပညာရှင်တွေပေါ့ပညာရှင်တွေသူတေသနာစာရန်တွေအကုန်လုံးကပြောပေးထားတာ AI ကိုအဓိကအသုံးချကြဖို့ပြောပေးထားတယ်အဲ့တော့ ကျွန်တော်ကဥစားကိုမေးတာပေါ့နော် AI ကိုမေးတာပေါ့ဟို deep sea မှာကျွန်တော်မေးတာ2026ခုနှစ်အတွက်အိရှာနဲ့ပတ်သက်ပြီးတော့ဘလိုမူဝါဒတွေရေးဆွဲရမှာလဲလို့ကျွန်တော်ကမေးလိုက်တဲ့အခါကျတော့ digital ပြောင်းလဲမှုနဲ့ AI အသုံးချမှုမူဝါဒတဲ့ ဒီဂျစ်တယ်ပြောင်းလဲမှုနဲ့ AI အသုံးချမှုမူဝါဒမူဝါဒအမည်တဲ့ AI နဲ့ data အခြေပြုစုပ်ပတ်ချက်ချမှတ်ခြင်းမူဝါဒတဲ့အကြောင်းအရာတဲ့ AI ကိရိယာတွေဖြစ်တဲ့ AI ကိရိယာတွေကိုသုံးပြီးတော့ပေါ့နော်အဲဒီတက်ဆိုင်ရာ CV စစ်ဆေးတာတို့အာ performance analysis လုပ်တာတို့ဒါတွေကိုအသုံးချရမယ်တဲ့နောက်တစ်ခါ data analysis ကျတို့အရင်တော့လုပ်ခဲ့ကြတယ်အရင်တော့ data data တွေကိုကျတို့ဟို saving လုပ်တဲ့နေရာမှာကျတို့စာအုပ်တွေနဲ့သိမ်းခဲ့တယ်နောက်ပိုင်းမှာ software တွေနဲ့သိမ်းတယ်အခု data တွေလုံခြုံဖို့လုံခြုံစွာဂိုင်တွယ်ဖို့ကိုရေးကိုတာအချက်လက်ကာကွယ်ဖို့ data privacy နဲ့ပတ်သက်ပြီးတော့လဲလုပ်ပေးရမယ်လို့ပြောတယ်ပြီးတော့ AI နဲ့လူသားတွေရဲ့တာဝန်ခွဲဝေမှုရှင်းလင်းစွာသတ်မှတ်ခြင်းနဲ့ ဲ့တော့ तू ကပထမဆုံးပြောတဲ့မူဝါဒက AI နဲ့ data အခြေပြုဆုံးဖြတ်ချက်ချမှတ်ခြင်းမူဝါဒကိုစတင်ရေးဆွဲအကောင့်ထဲပေါ်ကြရမယ်ဘယ်နှခုနှစ်အတွက်လဲ2026ခုနှစ်အတွက်ဖြစ်ပါတယ်နောက်ဗီဒီယိုဖိုင်မှာနောက်တစ်ခုထပ်ပြောပြပေးပါမယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ဂျိမ်းကျော်လေးပါ